င်္ဂလာပါရှင်။ပေါ်ဝင်ကျောင်းတို့ရန်နေကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့စာရေးဆရာမေဟိခန်ဥတ္တာတိပရဲ့မရဏရွာသူဆိုတဲ့ဇလန်လေးရဲ့ပိုင်းဆက်လေးကိုတင်ဆက်ပေးသွားမှာပါ။ကျေးဇူးတင်ပါတယ်ရှင်။နေဆောင်ချိန်ကိုရောက်လာခဲ့တယ်။နေအေးပြီစိုးနိုင်တယ်။ဝေးဝေးရမြင်နေရတဲ့ရေကြုံရွာကြီးကစည်းစာချင်းကိုကြိုဆိုလျက်ရှိတယ်။မျက်စံတွန်းနဲ့နှဝင်သိဒေါ်ဘုတ်တို့ရေကြုံရွာနဲ့နီးတဲ့နီးနာပြီ။ဒေါ်ဘုတ်စိတ်ထဲမှာအံ့ဩမှုတွေလည်းဖြစ်ပေါ်နေတယ်။ ဒါပေမဲ့တွေးချို့ဝင်လာတော့တိတ်ပြီးအစမ်းတကျဲလို့မထင်တော့ကျောင်းကပုံမှန်ဆိုရင်လေစိတ်ကနေရေကြောရွာအထိခြေလင်ခီးဆက်မဲဆိုရင်ညနေတကောင်မှရှောင်းမြဖြစ်တော့အခုနေဆောင်ချိန်နဲ့ရွာကိုထင်းထင်းမြင်ရလို့ပဲတစ်ဆက်ထဲမှာပဲမိမိနာမဆရာတဆူရှိနေတာကိုပြန်သတိရမိတယ်ပထဝီဥဒကအာဂါသအစရှိတဲ့တိတ်ထိစေပါတို့ပြီးမြောက်တဲ့ရေရှောင်းဝိဆာမှုရှေရခီးကိုတူစရာအစမ်းတော့မဟုတ်ဆရာ ခရီးကိုရှေးစီတူးစီတိတ်တိအဖုံဖုံရှိပါရဲ့နဲ့ဘာကြောင့်များပင်ပန်းခံရတာလဲဒီလိုရှိရတော့ဘူးရဲ့ဂမ်ဘီယာနဲ့လောကီကိစ္စပြဿနာတွေဖြေရှင်းမှုဆရာ့ပင့်ခေါ်တဲ့နေရာမှာတရူရတီပင့်ဆောင်ရတယ်။ခွင့်ပြုရင်ဈေးလွှဲအေးကိုကူပြီးတော့တင်ရတယ်။လမ်းခရီးမှာပြဿနာအကြောင်းစုံပြောကြရတယ်။ပြီးတဲ့အခါဒီပြဿနာကိုဖြေရှင်းမှုထပ်ပြီးတော့ကုညီတောင်းခံရတယ်။ဒါအเจ้าမဲ့တက်တက်ခုံးဖော်တာမဟုတ်ဘဲဆရာစင်စံမှကြားထားခဲ့တာဖြစ်တယ်။ စေကူတဘူးစေးစရာကိုလူနာကြောင်းပြောပြီးတန်းတဲ့ခန္ဓာအယားတလို့ပေါ့ခုလင်းရေကျော်ရွာကြီးကြောင်းဂါဂနာနာကြားသိခြင်းလို့ခီးနန်းတခြားပင်မခံခဲ့တာကျုပ်အလိုရာသွားကျင်စေရှိရင်ပုပ်ပန်းနဲ့ဓနုပြူမျက်တောင်တစ်ခက်လျှဲတစ်ပြက်နဲ့ရောက်နိုင်တယ်ကျေးဇူးတင်ပါတယ်ဆရာဒီအတိုင်းသာဆိုရင်ကျုပ်တို့ရွာကိုနေမဝင်ခင်ရောက်ပါလိမ့်မယ်ဒါနဲ့ရွာမရောက်ခင်မပြီးပြည့်တဲ့အကြောင်းအရာလေးဆက်ပါအောင်တော့ပေါ့ခင်ဗျားနဲ့အောက်လန်းစရာဒီဝပညာပြိုင်တော့ ခမ ्या ကိုပညာသည်အမျိုးသမီးတူကလာပြီးတော့ကဲသွားတယ်။နောက်တော့ဘာများဆက်ဖြစ်လဲ။ကျုံနေအောင်လန်းဆရာဒေဝရဲ့မိဆက်ကွင်းကြောင့်သတိမေ့သွားတယ်ဆရာ။ကျုပ်ကကဲသွားတဲ့ပညာသည်မိမတက်နေတော့မဟုတ်ဘူး။အမေမြောက်ဖက်ရှင်မကြီးလူအတွင်နဲ့လာရောက်ကဲတင်တယ်လို့လည်းမဆိုနိုင်ဘူး။ဘာလို့လဲဆိုတော့တက်နေမရှိတော့ဘူး။မျက်စံတွန်းဒေါ်ဘုတ်ကဂျွာချောင်းဆက်ပြောနေတဲ့ချိန်မှာပဲဂျွာဘက်ကလူတယောက်ကစုံပေါက်ပြီးပြေးနေတယ်။ဒီနူကခဝေးဝေးရနေ။ ခြေနဲ့တွေ့ဟန်ပါပါလင်းရင်းကောက်ရင်းကခုံပြီးတော့ပြေးနေတာမိနာတော့တေးချာမြင်ရတယ်ခေါင်းပေါ်မှာလည်းတင်းရွက်တိတ်ခတ်တွေထိုးထားတယ်ပစိုးကတော့တူတူဝိပြီးညတီညပန်ဆုပ်ပြက်နေတယ်တချင်းကလည်းတကြောကြောတိဆူနေပြီးတခါတည်းကပါဆက်ဆိုင်တီးပြီးကိုယ်တိုင်ကတယ်တခါတည်းကမှကနေရင်ရုပ်တရက်ရက်ပြီးညပြင်းမှထိုင်ပြီးရှုံးဝဲချငိုတယ်အယူတယောက်ပဲချီကျော်ရွာအယူဖြစ်ပြီးတခါတည်းကရွာထိတ်မှတွေ့ရတယ်တခါတည်းကတင်းချိုင်းစရက်မှတွေ့ရတတ်တယ် တရှူးတီဆိုတဲ့တချင်းတန်ကိုကြားယုံနေမျက်စံထွန်းကဒါအောက်လန်းပြောကကြောင့်စိတ်နောက်သွားတာပဲလို့ဆိုတယ်။နေဝင်သိန်းတော်ဘုကတရှူးကိုကြည်ရင်တပြင်းချမိတယ်။ရှေးကျော်ရွာကြီးမှာလာမညာ၎င်းစွာပြောကကြောင့်တကြီးရဲ့ဆွေမျိုးတူတေဆုံပြီးတကြူတဲ့ချိန်မျက်စံထွန်းရဲ့တပည့်နှစ်ဦးဖြစ်တဲ့ကျော်စောနဲ့ထင်ရှားတို့ကဒီအယူနဲ့တချိန်စုံမှုတယ်။နေဝင်သိန်းတော်ဘုတပြင်းချလို့မျက်စံထွန်းအယူကြောင်းပြီးတယ်။ဒါအောင်ရွာပဲလားတော်ဘု။ ဘလို့ဖြစ်သွားလဲသူ့အကြောင်းသိရလားသိသိရဖို့ဆရာရေသူဘသူလဲဆိုတာရေကျော်ရွာကြီးရဲ့ကျမစိုးဝင်ရတဲ့အကြောင်းတွေပြောရင်ဆရာကြားရပါလိမ့်မယ်ကျုပ်အောင်လန်းဆရာနဲ့ပညာပြန်ရင်တတိမိတ်သွားပြီးပညာတဲ့မိမတယောက်ကလာခဲ့တင် သွားပြီးတဲ့နောက်ဒေါ်ပုတ်သူတိရမြဆက်ပြောပြတယ်အောင်လန်းဆရာဒီဝလက်ချက်နဲ့တတိမိတ်သွားပြီးတဲ့နောက်ပညာတဲ့မိမခဲ့တင်သွားတဲ့ချိန်အောင်လန်းဆရာဒီဝသူ့ရဲ့အချို့ ထုတ်တန်းလက်နဲ့တွင်ယူပြီးတော့လိုက်ခဲ့ဖို့ခေါ်တယ်။ဒီနောက်တက်နွေအင်ကိုဝိုင်းထားပြီးထဲကကိုဝင်ဆောင်မိမကိုရှင်လက်လက်ဖမ်းခဲ့ဖို့ပြောတယ်။ဟဲ့ကောင်လေးအိမ်ထဲမှာဗိုက်ကြီးတဲ့မိမတယောက်နဲ့လက်တဲ့မိမတယောက်ရှိတယ်။လက်တဲ့မိမကိုတက်လိုက်ကွာ။ကိုဝင်ဆောင်မိမကိုအရှင်းလို့ကျင်တယ်။ဒီကိစ္စအောင့်မြင်မင်းတို့လိုရဖြစ်စေတဲ့အစီရင်တွေကပေးမယ်။ तू ကမလိုက်ချင်ရောဆရာကြီး။ဟာကွာမတည်နှောင့်မဲ့နေရအောင်။နှစ်ချက်သုံးချက်ခုတ်ချင်ခုတ်ပြစ်လိုက်ကွာ။ဒါမှမဟုတ်ကလေးပြက်ကြ ိုက်ကိုဖြတ်ကန်လိုက်အေးပြီးရင်ထမ်းပြီးတော့ထုတ်လာခဲ့ကြဟုတ်ကဲ့ဆရာကြီးတဘုတ်ကမိမိအိမ်ပေါ်မှာပဲပြန်လဲသတိရလိုက်သတိရရချင်းတက်နယ်ကိုစိတ်ပူမိတယ်ရောက်ဖက်ရှင်မကြီးစောင့်ရှောက်ပြီးတန်ဝင်ပေးထားတာကိုလဲသတိရသွားတာနဲ့လဲနေရအမြန်ထပြီးနေရတွေ့ရှိကတော့ဝဲနီးမှထိုင်နေရွာဦးရွာထိတ်ရွာနမိတ်ကမြို့ပိုင်နေပိုင်ရွာတော်ရှင်နေတော်ရှင်ရွာဆောင်နမင်းနမိတ်ပြပါဗျာပုံမှန်ဆိုရင်နဲ့နဲ့ပတ်သက်ပြီးအစွမ်းထက်တဲ့တော်ဘုတ် တိုင်တီလိုက်တဲ့ဆံရနဲ့တွေရဲ့နမိတ်ရုပ်ထုကလှုပ်ရမ်းပြားတယ်။ခုမြင်းစည်းထားတဲ့ရွာဆောင်နဲ့နေပိုင်ရှင်ရုပ်ထုကတုတ်တုတ်မှမလုပ်။ရွာဆောင်နဲ့ပြီးကွင်းပိုင်တစ်စီးနဲ့ရွာသူတွေပါမကြံ။ဆံရပိုင်ရအဆောင်ရှောက်စိမ့်တပတ်တို့နဲ့ဆုံးဖြူဆုံးညူတို့ပါနှိုးစော်ကြည့်ပေမယ့်ဘာပုတ်ကတူးတယောက်မှမရှိတော့။ဒေါ်ပုတ်သတိမေ့နေတဲ့ချိန်အောင်လန်းဆရာကြီးကလက်ဦးမှုယူပြီးဆံရပိုင်ရအားလုံးချုံနောက်ထားပြီးဖြစ်တယ်။ဒီနေ့ညလာခွေညလည်းဖြစ်တော့ဆရာဒီဝသေချာပေါက်တက်နေုံပြီးရှုပ်ပြီး ဥကောင်းကိုယူတော့မယ်ဒေါ်ဖို့အောင်လန်းစရာမနိုင်ပေမဲ့တန်ွေကိုအတန်းနဲ့ရင်ပြီးကာဝေးမယ်လို့ဆုံးဖြတ်ပြီးတန်ွေအိမ်ကိုအလှင်မြန်ရှောင်းသွားတယ်ဒါပေမဲ့ဒီမုံမှာဘသူမှမရှိတော့တစ်ဖက်ရွာငှားထားရဲ့လက်တယ်မိမကြီးရရှင်ဝတ်မှာတမြောင်တန်းလန်းဆိုင်ပြီးလေပင်းမှာပေါက်ကြီးနဲ့သွေးရည်နဲ့မှလဲကျသေးဆုံးနေတယ်ဒေါ်ဖို့တန်ွေကိုကိုဝင်ကြီးနဲ့ပို့ပြီးတော့စိုးရင်မိတယ်အဲ့ဒီနေရာတန်ွေယောက်ျားမောင်စိုးကအောင်လန်းစရာပြောတာကိုမှန်တကယ်ရှုံပြီးညစ်တစ်ဖက်ကမ်းမှာဆေးပင်သွားယူဖို့ရောက်နေတယ် တပတ်ကန်းကိုရောက်တော့ဆရာဒီဝါနဲ့တပုံစံနဲ့တူတဲ့ပုံကိုတယောက်ကဘာစကားမှမပြောဘဲမောင်စုကိုပိတ်ဖြူနဲ့ထုတ်ထားတဲ့စေးပင်ကပင်ပေးလိုက်တယ်။မောင်စုစေးပင်တွေကိုယူပြီးမိမဖြစ်သူစိတ်မချလို့တင်းကိုအမြန်ပြန်ခဲ့တယ်။ဒါပေမဲ့မြင့်လေကောင်ရောက်တော့သူယူလာတဲ့ပိတ်ဖြူတွေကစေးပင်တွေကမိလောင်တယ်လို့ညူမဲလာပြီးကိုငွေစိမ့်တွေထွက်ပြီးတော့မောင်စုနဲ့အဲ့ဒီငွေတွေရှူဆိုင်မိသွားတယ်။တကူလုံးထုံကျင်လာပြီးအစိမ့်မိတယ်လို့သွေးတွေအော့အဲရင်ပေါ်လဲမပါလို့ ူရခဲ့ရမရှိပဲဒီအင်းတိုင်ဖြစ်ပြီးတော့လီနန်ကိုကျုံးမိရင်ရှည်တဲ့ထိုးကြသွားတော့တယ်ဒေါ်ဘုတ်ကရွာနဲ့လိုက်ရှာပြီးမယ်တန်ရွယ်ကိုမတွေ့တဲ့ပြင်ခေါင်းထဲမှာမူးနောက်လာလို့အင်းကိုပြန်ခဲ့တယ်ဒီနောက်တန်ရွယ်တို့အင်းထဲမှာဆရာဒီဝပြုနှုတ်ခဲ့တဲ့အစီရင်တွေကြောင့်ဒေါ်ဘုတ်ပြင်းထန်ခံစားနေရတယ်တန်ရွယ်ကိုစိတ်ပူလို့အောင်လန်းကောင်ရဲ့အစီရင်တက်စင်တာတွေထမှန်ထိရောက်သွားခြင်းပဲဒါပေမဲ့အန်တင်းပြီးတန်ဝေးတစ်ချောင်းနဲ့ရွာပြင်ထွက်ရှာတယ်ဒေါ်ဘုတ်နေငယ်နောက်ကျသွားတဲ့ချိန်တွင အောင်လန်းဆရာရဲ့တပည့်တွေကအိမ်ပေါ်ကိုရောက်လာတော့တန်တွေကမြောက်ဘက်ရှင်မှာကတော့ပွဲပြီးမှထိုင်ဆောင်နေတယ်။ဒီနောက်ဘလုံးပေပုံလုံးလိုက်တယ်မသိ။အောင်လန်းဆရာရဲ့တပည့်တွေအိမ်ပြန်လွှင့်ထွက်လာတော့ဆရာဒီဝကိုလည်းအိမ်ပေါ်တက်သွားတယ်။တက်တဲ့မိမရဲ့ရှေ့ရဝင်လာလို့ဘေဘင်းတဲတဲ့စောင့်တွန်းတော့လက်ကမိတစ်ချက်ပွင့်ပြီးလက်တဲ့မိမရဲ့လေမျိုးကနေကုတ်ထီထုတ်ချင်းပေါက်သွားတယ်။ဆန်ငယ်ဆန်ငယ်ပြင့်နေတဲ့အချိန်တပည့်တို့ကရှင်ဝကိုဓာတ်နဲ့ထိုးတယ်။အောင်လန်းဆရာဒီဝဖို့ ်တန်ရွယ်လိုလူမျိုးနှစ်ပေါင်း20ကျော်ရှာဖွေနေခြင်းဖြစ်ပြီးခုမှတွေ့လို့ဘလူးတပတ်စီးတယ်လားညလုံးတွေဝင်းဝင်းတောက်နေတယ်။အောင်လန်းစရာဒေဝရဲ့ဖနောင်းတစ်ချက်စောင့်လိုက်ယုံများနဲ့ရောက်ဖက်ရှင်မှာကတော့ပွင့်တိုင်းကနေလွင့်ပြန်သွားတယ်။တန်ရွယ်ကလည်းလေပင်ကဆွဲမြောက်ပြီးကောက်ကြည့်ရုံမာတဲ့မျက်နှာထားနဲ့အားတိုက်ရှိမော်တယ်။အောင်လန်းစရာရဲ့အစွမ်းထက်တဲ့ခွန်အားကြောင့်တန်ရွယ်ဇွဲကျူးချသလိုလေမျိုးကကိုင်းမြောက်ခံထားရပြီးစန့်ဆိုင်ဖြစ်နေတယ် တပည့်တယောက်ကတန်တွေရဲ့မလှူရှားနိုင်တဲ့ခန္ဓာကိုနောက်ကျောင်းကိုဓာနေဝင်ထိုးတော့အောင်လန်းဆရာလေးဒေါသထွက်ပြီးတပည့်ကိုစောက်ကန်နေတေးကျင်းနေရလားဒီမိမတေးလို့မဖြစ်ဘူးမင်းတေးရမှာဒီမိမအရှင်လက်လက်မိလောင်တိုင်းသွင်းရမှာကွာနားလေလားတော့မဖြစ်စေရပါဘူးဆရာကြီးမသိလို့ပါအေးတင်းကျန်းရကောင်းလေကျုံမီးဖို့အတွက်အစင်းသင့်ဖြစ်အောင်လှုပ်ထားဖို့တော့ပြောကျန်းတဲ့ကောင်းလေဒီမိမကိုပါလာတဲ့ပိတ်ဖြူအိမ်နဲ့ထုတ်လိုက်ကြစမ်းလက်တယ်မိမကြီးကိုအသေးသက်ပြီးတဲ့နောက် တက်တွေကိုဓာတ်တလန့်နဲ့ကျမ်းပေါ်ပစ်ချတယ်။နောက်ကျောင်းကသွေးတွေထွက်နေပြီးသတိနစ်နေတော့အောင်လန်းစရာလေးအရှင်လက်လက်မီးရှို့မဲ့အစီရင်မပြည့်မြောက်မှဆိုလို့အမြန်လောက်ရတယ်။သတိနစ်နေတဲ့တက်တွေကိုတင်းချုပ်ထားတဲ့ပိပြူအိတ်ထဲမှာလောင်းထည့်သလိုထည့်တယ်။ပိပြူအိတ်ပေါ်မှာလေဆရာဒီဝါကိုယ်တိုင်စီရင်ထားတဲ့အင်းစမတွေရှိတယ်။ပိပြူအိတ်ကစွန်းချင်းတွေလို့သွေးတွေပေါက်ကြပြီးညီရဲနေပြီမဲ့အောင်လန်းကောင်ရဲ့တပည့်တွေထမ်းသွားတယ်။ကျွားပြင်းကိုရောက်တော့ ောက်လန်းဆရာရဲ့ကျန်တဲ့တပည့်တွေကတင်ပြင်ဆင်ထားတဲ့ထောင်းတလားတစ်ခုထဲမှာတန်ရွယ်ကိုထည့်ပြီးအဖုံးပိတ်ထားလိုက်တယ်။ဒီနောက်သူရေးဆက်ဆက်ကြာနေတဲ့အခါကိုထမ်းပြီးတင်းကျန်းကိုတည်ကြတယ်။အောက်လန်းဆရာဒီဝါရွာပြင်ကနေတင်းကျန်းအထိမိတို့ကြီးနဲ့ဂါထာမန္တန်ကြီးရွှတ်ဖက်ပြီးတော့လိုက်လာတယ်။တင်းကျန်းကိုရောက်တော့ညနေရကျွတ်တင်ပြင်ဆင်ထားတဲ့ကျုံသားထင်းချောင်းတွေကိုထပ်ထပ်တွေ့တယ်။တကြွရမှာပြင်ဆင်တဲ့အတိုင်းထင်းတွေကိုရေးနှံအနေငယ်လောင်းထားတယ်။ဒီနောက်ခေါင်းတလားကိုထင်းစီပေါ်မှာတင်ပြီး ကျန်ဤဒီဝသူ့ရဲ့တပည့်တွေအားလုံးဂျွာတွေကိုပြန်ချဖို့လွှတ်လိုက်တယ်။အစီအရင်ကသူတဦးနဲ့ပြုတ်လို့ရမှာမို့တပည့်တွေပြန်လှုပ်ပြီးတင်းချိုင်းမှာသူနဲ့အတူမီးရှို့အသက်ခံရမယ့်ကိုဝင်ဆောင်တန့်ရွယ်သားရှိတော့တယ်။အစီရင်လို့ဖို့ဆရာကြီးဒီဝထင်းစင်ပက်လင်မှာမိဒိုင်လေးတိုင်းစိုက်ထားပြီးလက်ဝဲရင်လှည့်ပက်ရင်ဂါထာမဏ္ဍန်ရှုဖက်မှန်းမှုပြီးတက်ပြန်အစီရင်စတင်တော့တယ်။ဒီချိန်မှာနှဝင်သိဒေါ်ဘုတ်ကလည်းတင်းချိုင်းဘက်ကိုကြည့်ပြီးအလင်းရောင်မြင်လာကြောင့် တန်တွေကိုအောင်လန်းကောင်မီးရှို့ဖို့ပြင်နေပြီလို့သိလိုက်တယ်။နဝင်သိရတင်းချိုင်ဘက်သွားနေတဲ့ချိန်လူရစုကိုမြင်လို့အသင်းဘေးမှာပြေးဝစ်ပြီးခြေနေကိုကြည့်တယ်။ဒီလူစုကအောင်လန်းဆရာလွတ်လိုက်တဲ့လူစုပဲ။ခုကလူတက်မှုဖြစ်သွားပြီကွာ။ငါတို့လည်းကြံ့ရပါလိဖြစ်ကုန်ပြီ။အေးကွာ။ငါလည်းအောင်လန်းဆရာဆိုတာစိုးရရသိရင်မကိုးခွယ်ပါဘူး။အခုတော့အမှုဖြစ်လာရင်ငါတို့သွားပြီ။ဒီကိစ္စတကြီးကိုကြိုးချောင်းပြောပြီးလူနှစ်ယောက်လုံးသူတက်တာလို့ပြောမယ်။ခုနောက်ဆိုမိသက်တွေလည်းကိုဝင်ပြက်ကြတော့ သူနေပြန်လာရင်ငါတို့နဲ့ပြက်တနာချစ်ချင်ရဖြစ်လာကွာတကြီးကိုတွားပြောမယ်ဒီနောက်တော့ဘုတ်တဖြည်းဖြည်းဝေးသွားရဲ့လူအုပ်နောက်ကနေတိတိစိတ်ခွာပြီးတင်းချမ်းကိုခြေနှမ်းမြ мян သွားတယ်ဒီချိန်တော်ဘုတ်နောက်ကနေတရွတ်ချမ်းပြေးနေခြေတန်ကြလို့တော်ဘုတ်နှိမ့်ကြည့်တယ်လာမညအမောင်းထဲမှာရုံလုံးမတိသားပေမဲ့ခြေတန်ပိုင်ရှင်ကလွန်လှည့်မြန်တယ်အနီးခဲ့ပြီးမကောင်းစူဝါလို့ဖြက်ပြေးသွားတော့တော်ဘုတ်ပုန်းခုချိန်မရလိုက်ဘူးစိတ်ထဲမှာလည်းအတော်လေးအံ့အားတင့်နေတယ် ညညာတဲ့မိမတူဖြစ်ပြီးသပင်ဖားရနဲ့ထမိန်ရင်ရှားထားတယ်။မျက်လုံးမျက်စံလူမျက်စံနဲ့မတူဘဲဖြူဖြူကြီးဖြစ်ပြီးပြုံးတယ်လို့ငိုတယ်လို့ကြောက်မပွေမျက်နှာနဲ့သွားရရလဲချုံထက်နေတယ်။ဒေါ်ဘုတ်ရဲ့တွေ့ကြုံရဆိုရင်စုံတမျိုးဖြစ်ပြီးပညာကုံထုတ်တော့မေ့ရုပ်ကျန်းအတွင်ဖြစ်တယ်။တေးကြတယ်။အောက်လန်းဆီယံနဲ့ပညာပြိုင်ဆိုင်ကရှုံနေသွားတဲ့ချိန်သူ့ကိုကဲသွားတဲ့မိမပဲ။ဒီမိမအခုသူ့နားအဖြစ်ပြင်းလို့ဒေါ်ဘုတ်နားမလည်နိုင်ဖြစ်ရတယ်။ ဒါပေမဲ့စဉ်းစားမနေတော့ဘဲတင်းချောင်းအမြင်လိုက်တယ်။တော်ဖို့တင်းချောင်းဝိုင်းလျှောက်တာနဲ့အောင်လန်းဆရာကိုစတင်နှောက်ရှက်တော်တယ်။ဒါပေမဲ့အောင်လန်းဆရာနှောက်ရှက်မှန်သမျှကျူတင်ကဝဲထားလို့နှဝင်သိဘာမှမတက်နိုင်ပဲ။သူနှောက်ရှက်သမျှအရာမထင်ဘူး။ဒီနောက်အောင်လန်းဆရာဖနှောက်ရချက်စောင့်တာနဲ့ကျုံးမီးဘူကဟုံးဟုံးတောက်ပြီးတန်ရွယ်ကိုထဲ့ထားရဲခေါင်းတလားပါမီးဆွဲလောင်တော့တယ်။တန်ရွယ်ကိုမီးရှို့မဲ့အစီရင်ကနှောက်ရှက်မဖြစ်အောင်ကွင်းပိုင်နေပိုင်နဲ့ရွာသူမကြံဖမ်းထိန်ထားပြီး ဒေါ်ဘုံရဲ့ပညာဆက်တွေပါနှုတ်ယူထားလို့အေးအေးဆေးဆေးပဲအစီအရင်ကိုဆက်လက်လုပ်ကိုင်တော့တယ်။ပညာစွမ်းနဲ့နှောက်ရှက်မရလို့ဒေါ်ဘုံတက်တွေကိုအသက်ဆုံးခဲ့တင်ဖို့ဆုံးဖြတ်ပြီးအစီအရင်ပြုလုပ်တဲ့တုတ်တန်နဲ့နမိတ်တွေကိုလူကိုယ်တိုင်ခြေချဝင်ရောက်တော့တယ်။အောင်လန်းစရာဒေဝလည်းတော်ရှုပ်တဲ့ဖွိုင်းလို့ဆိုပြီးရင်းထန်တဲ့ဆက်တွေဒေါ်ဘုံထံအားကုန်လွှဲပြီးတိုက်လို့ငကိုရေရဆိုင်နေနေတဲ့နေဝင်သိန်းဒေါ်ဘုံဆက်တွေရဲ့ပောက်ကွဲအားနဲ့ကျုံနဘေးလွင့်စင်ပြီး တတိမေးလူနီးပါးဖြစ်သွားတယ်။ဒီနောက်တန်ကြာတဲ့အထိမီးလောင်နေပြီး အောက်လန်းဆရာဒေဝဒေါ်ဘုတ်ကိုလှည့်ပြီးတိုက်ခိုက်နေတဲ့အချိန်မီးတောင်နေတဲ့ခေါင်းတလိုင်းတွတ်တွတ်ခါအောင်လှုပ်သွားပြီးအနီးမှာရှိတဲ့တင်ကြရဲ့တွင်ခြုံတော်တွေထဲကလည်းတောကောင်ခက်ကြီးကြီးဝင်တိုးသလိုတန်တွေကြားရတယ်။ဒီဖြစ်ရတွေကိုဒေါ်ဘုတ်လည်းမသိသလိုအောက်လန်းဆရာလည်းတတိမထားလိုက်မိဘူး။အချိန်တန်ကြာမီးလောင်ပြီးခေါင်းတလိုင်းကွာကျလာတော့သွေးစိမ့်တွေကိုမီးလောင်နဲ့ညှို့နှက်နေတူလူတေလောင်းကိုမီးဆွဲလောင်ပြီး ရုပ်ပြက်စင်ပြက်ဖြစ်လာတယ်။ဒီအခါအောက်လန်းဆရာလေးလောင်းကောင်မီးနောင်တင်းတဲ့လောက်လောင်ပြီးတာနဲ့အစီရင်အချိန်ပြည့်တော့မီးတွေလည်းငိမ့်ကျသွားတယ်။ကျုံသားမီးကြီးရဲရဲတွေပေါ့ဆရာဒီဝချေပလာနဲ့နင်းလျှောက်ရင်းမီးလောင်ပြီးညိုမဲနေတဲ့အစင်းနဲ့ရုပ်ပြက်နေတဲ့အလောင်းကိုကြည့်တယ်။ဒီနောက်မီးလောင်ရင်တဝက်တစ်ပြက်သပင်းတွေကိုဆွဲကင်ရင်အလောင်းရဲ့လေးမျိုးကိုနင်းပြီးဆွဲဖြုတ်လိုက်တော့လက်ထဲမှာအရှိုးကောင်းတစ်ချမ်းသားကျွင်းကြံတဲ့အကျော်တွေသွားတွေပါပေါ်နေတဲ့ ခေါင်းပြက်ကြီးပါလာတယ်။ဒီခေါင်းပြက်ကြီးကိုကိုင်မြောက်ရင်းအာပါတရရင်မောပြီးတက်ပြန်တက်ပြန်ဒါပဲကွာတက်ပြန်အစီရင်နဲ့အောင်လန်းပညာတခွေငါ့ကိုရှင်းနိုင်သူရှင်းရှင်းကြဆန့်ဟိကျေးဇူးတင်တယ်မိသက်တွေဒီခေါင်းကောင်ဟာငါ့ကိုအောင်လန်းဝိစာဖြစ်တဲ့အထိကူညီပေးသွားတော့မှာစရေနဲ့ရရဲ့လူတွေအတွက်တော့စိတ်မကောင်းဘူးပေါ့ဟင်နေလာဟဲ့အောင်လန်းကတေစား နေရာမှာပဲခေါင်းမျက်ကြီးကရင်ဘီကြီးရဲရဲတွေကြာမျက်နှာဟက်ကြပြီးတစ်ချက်တည်းအောင်းနှင်းစရာဒီဝပွဲသိမ့်တော်တယ်။နှာခေါင်းနရွက်ပါဆက်အစရှိရာပေါက်တွေရနေသွေးတွေကမိကြီးရဲရဲတွေကိုထိပြီးတရရင်ငိမ့်သက်ပြီးအဲ့ဒီညာအောင်းနှင်းစရာဒီဝနှီးကုန်းချုပ်တယ်။အောင်းနှင်းစရာဒီဝလိုမျိုးမျိုးထွေထွေစမ်းပြတဲ့အောင်းလန်းလောကီခံမရတက်ပညာရှင်တူကဘသူဘဝတိတိကြကြမသိရတဲ့ပညာတဲ့လက်ချက်နဲ့စက်သိမ်းသွားရတော့တယ် ထုံပုံလေးမနှက်လင်းရကြီးတကြီးနဲ့ရွာသားတွေရောက်လာမှသတိပြန်ရလာ යි ညရေကတကြီးဥမြင့်ရွှေတို့ချိန်မီရောက်လာရင်တက်နယ်ကိုအနေနဲ့များကဲတင်နိုင်မှာအဲ့ဒီချိန်ရဆပြီးအလောင်းနှလောင်းတွေ့ရပြီးတဲ့နောက်မိလောင်ထားတဲ့အလောင်းကတက်နယ်အလောင်းဖြစ်ကြောင်းဆရာတေဝတပည့်တွေအခိုင်းမာထွက်ဆိုတယ်တက်နယ်လည်းအမှန်တကယ်မရှိတော့လို့ရုပ်ပြန့်နေတဲ့အလောင်းတက်နယ်အလောင်းတို့တည်ပြုတ်ကြတယ်အောင်းလန်းဆရာအလောင်းနဲ့ဘေးကျင်းကလေးရဲ့တင်ကျိုင်းမှာပဲမြုပ်နှံတကြိုကြတယ် ။မောင်စိုးတယောက်ခင်းကြီးရပြန်လာရင်ဘလို့ပြောရမယ်မသိ။ចောင်းစုံသိရင်သူ့ចောင်းလို့စိတ်ထိခိုက်မှာစိုးလို့ဒေါ်ပုတ်စိတ်မကောင်းခြင်းများစွာဖြစ်ရတယ်။ဒါပေမဲ့မောင်စိုးရင်နစ်ပြီးသေပြီးတော့သူ့နေကိုဆင်လာသူတွေကပြောတယ်။တနေ့ကြာတဲ့အချိန်ရွာမောင်စိုးပြန်ရောက်လာတော့တရွာလုံးအံအားသင့်ရပြန်တယ်။ဒီအချိန်ကစတင်ပြီးရွာကြီးကစောပိုင်းမှာတတိမထားမိပေမဲ့လကွေညာရောက်တိုင်းရွာသားတယောက်တေးမြဲတေးနေရတော့တယ်။အောင်လန်းဆရာဒီဝတပည့်တွေကအဲ့ဒီနေ့အတိုင်း ရှိမကြနောက်မကြနားကိုညတကောင်ကြိုးတာနဲ့ပြင်းထန်တဲ့ပူလောင်ခြင်းဝေဒနာခံစားရပြီးအသက်ဆုံးရှုံးရတယ်ဒီပြဒနာကိုဖြေရှင်းမှုမျက်စံထွန်းရဲ့တပည့်နှစ်ဦးဖြစ်တဲ့ကျော်စုံးနဲ့ထင်ရှားလို့ရောက်လာပြီးမြရွာအထင်မြင်လွဲမှားပြီးမောင်းထုတ်ခံရလို့တကြီးနဲ့နှက်ဝင်တဲ့တော်ဘုတ်တို့ဒီလိုတိုင်ပင်ပြီးမျက်စံထွန်းကိုလာရောက်ပင်ဆောင်ခြင်းဖြစ်တယ်ချစ်ရတွေရတော့အဲ့ဒါပါပဲဆရာကြီးတနည်းတည်းရင်းနေပြီးသေပြီးလို့ထင်ခဲ့ကြရင်ပေါ့ဆို့ တရာကိုရောက်လာတော့သူမိမအဖြစ်ဆိုးတော့မတိနားမလည်နိုင်တော့ပဲဆရာရှိမှမြင်နေရတဲ့အတိုင်းစိတ်နောက်ပြီးယူသွသွားတော့တာပဲဒါဖြင့်ကျုပ်တပည့်တွေနဲ့ပထမဆုံးစုံခဲ့တယ်ဆိုတဲ့အယူကတန်ွယ်ဆိုရင်မိခလေးရဲ့ခင်မုန်းတယ်ပေါ့ဖြစ်မှဖြစ်ရလေမျက်စံတော်ကယူနာကိုတိကျစွာဖော်ပြပြောဆိုတယ်ရှောင်းလန်းလာခဲ့ကြတာရွာနဲ့အတော်လေးနီးကပ်လာပြီးဒုပုံးနဲ့အောင်လန်းဆရာကြီးတို့တချင်ရပညာပြိုင်နဲ့စီရီပြည့်နေပြီးဇရက်ဦးလေးပေါ်ရောက်လာကြတယ် အယူမောင်ဆိုးကလည်းပေါ်ဖြူအောင်ညိုဝက်ထားတဲ့မျက်စံထုံထူးထူးဆန်းဆန်းကြည့်ရင်းနောက်ကနေတရိပ်တီတီနဲ့လိုက်ပါလာတယ်ဒီနာမနီးမဝေးမှတဝဲလင်လင်လှုပ်နေတယ်သူ့တွေ့တဲ့ထူးဆန်းနေတာမသိစစောကလိုတချင်းဆိုတာကခုံတာငိုရတာဒီမလောက်တော့ဘူးတမီးခွေထိုင်ပြီးဘေးထောက်ရင် မျက်စံထုံနဲ့ဒေါ်ဘုတ်ကိုပြုတ်ကြည့်နေတယ်စပင်းကိုမဖီးတင်တာကြောင့်ပေါက်ကွေးတွန့်လင်းရှည်နေရလာတယ်မုတ်စိတ်ကျင်းဆွေတွေနဲ့ငယ်ရုပ်ပြောင်နေတဲ့အယူမောင်ဆိုးက ဘာစိုးဘာမှမသိအောင်တက်တွက်ခနေပြီ။သူ့ကိုကုလို့မရနိုင်တော့ဘူးလားဆရာ။ဒီချိန်ကုမယ်ဆိုရင် သူမိမတက်နွေကြောင်ချက်ချင်းမေးလိုက်မယ်။ဒေါ်ပုတ်ပြောတယ်လို့ဆို။သူမိမကြောင်ကြားပြီ။နောက်တစ်ခါပြန်ယူသွားလိုက်မယ်။ဟုတ်တော့လေဟုတ်ပြီသားပဲ။ကဲပါလေ။နေဝင်ချိန်နဲ့နေပြီဆိုတော့ရွာရင်မဝင်တော့ဘူးလား။အချိန်မတန်သေးပါဘူးဒေါ်ပုတ်။လာခွေညရောက်ဖို့ကြားမှာတည့်ရက်ကြမ်းပါသေး။ကျုပ်ဆိုင်ရပိုင်အောင်မေးကျင်သေး။ဒါဖြင့် ဘိုးကတောင်ပေါ်ကျောင်းလေးမှာတဲခုလို့ရပါတယ်ဆရာ။ရန်တိုင်ကမရှိပါဘူး။ညခါရောက်မှကျုံနဲ့ရွာတကြီးတို့ဆရာထံလာခဲ့ပါမယ်။ရရေးရွာရေးဆရာညှို့ချတာကိုနားရအောင်ပါ။ဖြစ်တယ်မို့လားဆရာ။ဖြစ်ပါတယ်။ခုရွာထဲပြန်ပြီးတကြီးကိုကြိုးချောင်းပြောပါ။ညဖြစ်စီနောက်တနေ့ဖြစ်စီနားခဲ့ကြပေါ့။ညချင်းလာခဲ့ပါမယ်ဆရာ။ဒီနောက်စိုးတဲ့ပြဿနာကိုအမြန်ဖြေရှင်းရလေကောင်းလေပါပဲ။တန်ွယ်နေတူမကောင်းစိုးဝါးတွေဟာရွာကိုပြက်ပြက်နေရ။ အများကြီးပါဆရာကြီးမလို့တော့ရှုပ်ပါလိမ့်မယ်ကျုပ်ပြန်တော့မေးဆရာညကတကြီးကိုခေါ်ခဲ့ပြီးတောင်ပေါ်ကျောင်းကိုလာခဲ့ပါမယ်မြစ်ဆက်တော်ခေါင်းငိတ်ပြရင်တစုံတစ်ခုတွေးတောနေတယ်နင်းမြန်ပြန့်နေတဲ့ညံနဲ့ဒုဗုတ်ပြောတဲ့အကြောင်းအရာဖြစ်ပျက်တွေကိုအမှန်မှန်နှိုင်းရှင်ဝေဖန်သုံးသပ်နေတယ်ဒီအချင်းရမှာလေထက်ဆရာတို့တည့်ရတက်တဲ့ပညာတပါးသာဖြစ်တယ်စေအင်းစမမဟုတ်တဲ့ပညာတွေပြင်ညံနဲ့လည်းရှင်ပြီးသုံးသပ်တက်ရတယ်မြစ်ဆက်တော်တောင်ပေါ်ကျောင်းရှိရာကိုရှောက်သွားတယ် ရန်တန်ကတော့မရှိပေမယ့်ရွာသားတို့တည်တတ်မှုကြောင့်ကျောင်းဦးလျာတော်လေးစုပ်ပြန့်နေမျက်စံတွန်နေဝင်တာနဲ့ဖျားဝှက်ပြူတယ်ဂုံတော်ပတိစိတ်တယ်မိမိကိုယ်ကိုတန်တန်နဲ့ကုန်တင်းတယ်ဒီနောက်စိတ်ကိုကြည်နေအောင်နဲ့စိတ်ကိုတည်ငြိမ်ပြီးထမ်းမြောက်နှက်တူအိတ်တန်းတိတ်ဆိတ်ခြင်းကိုရောက်တော့အမြင်တက်အကြတတ်တွေနှိုးဆွပြီးတမထတရားထိုင်နေနေလုံးဆုံဆုံမြုပ်ချင်ရနေညင်ဦးတန်အောင်တရားထိုင်ပြီးတော့ရွာကြီးကိုစိတ်အာယုံဖော်ပြီးတစ်ချက်မြကြည်ရင်လိလာသုံးသက်တယ် ြီးနောက်မျက်စံထုံးဒေါ်ဘုတ်ပြောတဲ့အကြောင်းအရာတွေပြင်အခြားဘသူမှမသိသေးတဲ့ပြုတ်ဝက်ချက်တွေဟာသိရှိရတော့တယ်။ရှင်ရသူ့တပည့်တွေဖြစ်တဲ့ထင်ရှားနဲ့ကြော်စောတို့ရဲ့အစီအရင်တွေဟာတွေ့မြင်ရတဲ့ပြင်ထင်မြင်လွဲမှားမှုတွေကြောင့်ရွာထွက်သွားရတဲ့ကိစ္စတွေဟာသိမြင်ရပြန်တယ်။ဒီနောက်ရွာကိုဘယ်လိုကယ်တင်ရမလဲ။နှိမ့်မြန်ဖြစ်နေတဲ့ညာကြိုတင်စဉ်းစားသုံးသပ်ပြီးဖြစ်တယ်။တန်ကြာတော့ရွာဘက်ကနေဒေါ်ဘုတ်နဲ့တကြီးတို့လာကြတယ်။ဒေါ်ဘုတ်ကတောင်းဝင်းနေနဲ့ ။တကြီးဦးမြင့်ရွှေရလည်းမိဘုံလေးနဲ့ကျောင်းဦးရှိအောင်လာကြတယ်။ကျောင်းပေါ်တစုံတစ်ခုတက်လာတဲ့တန်ကြားပေးမိ။မျက်စံတွန်ဖျားခမ်းပဲပဲညံ့နာမှုပြီးတော့ထိုင်နေတယ်။တက်လာသူတွေကလည်းဒေါ်ဘုံနဲ့တကြီးမဟုတ်တာမျက်စံတွန်တီးပြီးဖြစ်တယ်။နောက်ကတက်လာသူကလက်ထက်ထွက်ပေါ်လာတဲ့အလင်းဆက်တွေနဲ့မျက်စံထွန်ရဲ့နောက်ကြောင်းကိုတိုက်ခိုက်တယ်။ဒါပေမဲ့မကောင်းတဲ့ဆက်တွေကိုတန်လျက်နဲ့အတူအုတ်ဆောင်တခွေအကရံတစ်ခုဟာမျက်စံထွန်ရဲ့ဘေးပတ်လျက်နဲ့အကအကွယ်ပေးထားတယ် ိုက်ခိုက်လာသူကတီထံပြင်းထန်တဲ့ဆက်တွေဆက်ပြီးတော့ထုံလို့တော့မျက်စံတွန်းလေးဆက်တွေကိုဆွဲသိမ်းလိုက်လို့ပညာသင်တဲ့ဒူးထောက်ကျသွားတယ်။ဒါပေမဲ့မမ်းမလျှော်သေးပဲတောက်ခေါက်ပြီးလာရလမ်းတိုင်းပြန်လှည့်သွားတာကောင်းလိမ့်မယ်။ဒီမှာကိုပြက်စီးနေနဲ့ပဲအပြစ်ဖြစ်စီရမယ်။တုံလှည့်ဖြစ်လို့မတင်ရတာမရှိဘူး။မျက်စံတွန်းနောက်ကိုလှည့်ကြည့်တော့ဒူးထောက်ရာနေပြန်ထလာသူကမြို့သမီးတူဖြစ်တယ်။ဘေးနားမှာလေငါးနှစ်သားရွယ်ကလေးတူကိုလက်တစ်ဖက်ကဆွဲထားပြီး ကလေးကယောက်ျားလေးဖြစ်တယ်။ပညာသင်မိမခေါင်းကနေတူးထိအနက်ရောင်ခြုံတဲ့ကိုခြုံလွှမ်းထားတဲ့ပြင် စပင်းတွေကလည်းနက်မောင်ပြီးဖားလျားကျနေလို့မျက်နှာကိုတေချာမမြင်ရဘူး။မျက်စံတော့ဘာမှမပြောဘဲကြည့်နေတော့ပညာသင်မိမလည်းလက်ကိုမြောက်လိုက်။လက်ထဲမှာလည်းကုန်တီနှုံရွင်မိဆက်လုံးလေးပြင်လာပြီးတဲ့နောက်နောက်လက်တစ်ဖက်မှာလည်းအဲ့ဒီနေတူဆက်တွေကိုထုံလို့တဲ့ဒီအချိန်မျိုးကြည်နာနေတော်လေးအစင်းမြင့်နေပြီဖြစ်တဲ့ပညာသင်မိမလို့မျက်စံတော့တန်အပ်သိရင် ရုပ်တရက်ကလေးငယ်လေးကသူ့နောက်မှာကြွေလိုက်တာနဲ့ပညာသိမိမလေးမျက်စံထုံးမိလုံးတွေနဲ့ဒရက်ဆက်ပြစ်ခတ်တိုက်ခိုက်တော်တယ်။မျက်စံထုံးမိလုံးတွေကိုဘယ်ညာဖယ်ရှားကားခွေရင်လက်ခုံပေါ်မှာအင်းတခွက်စီပေါ်လာတယ်။မျက်စံထုံးလေးအင်းခွင်းနေပေါ်လာတာနဲ့ကျမ်းပြင်ကိုလက်ဝါးတစ်ချက်ရှိုက်တော့မနာတဲ့တိုက်ခိုက်နေတဲ့ပညာသိမိမတွန်းအားတစ်ခုကြောင့်ဘေးကိုထိုးလဲသွားတော်တယ်။ဒီအချိန်နဲ့ဝင်သိဤတော်ပုံနဲ့တကြီးတို့ចောင်းရှိကိုရှောက်လာတော့ ။ပညာသင်မိမကလေးငယ်ကိုလက်ကဆွဲပြီးခက်တူတူခါတာတပုတ်ယူရင်းအနောက်တစ်ချက်စောင့်လိုက်တော့ကလေးရောပညာသင်မိမပါ။လွင့်စင် ပြကွယ်သွားတော့တယ်။ဒီချိန်တကြီးနဲ့တော်ပုတ်တို့လည်းတန်တွေကြားလို့ကျောင်းပေါ်အမြန်တက်လာကြတယ်။မျက်စံထွန်းလေးဘသူဝဲဝါတိတိကျကျမသိရပေ။အကြောင်းမဲ့တိုက်ခိုက်လာတဲ့မိမကိုလှုပ်ပေးထားလိုက်တယ်။ဒါပေမဲ့စရာအိုကေတင်ရမယ့်ကိစ္စကိုမဖြစ်စေနိုင်တဲ့ပညာသင်မိမမှုရေကြောရွာကြီးနဲ့ တနည်းမဟုတ်တနည်းပတ်သက်နေမယ်လို့မျက်စံတုံးစိတ်ထဲတွေးမိတယ်။ဒီလိုနဲ့အကြောင်းမို့ရွာတကြီးဦးမြင့်ရွှေနဲ့အတူတော်ဘုဒ္ဓရောက်လာပြီးကျိုးကြောင်မေးတော်တယ်။ပရိသတ်များရှင်ဒီနေ့တင်ဆက်မှုဒီလောက်နဲ့ပဲရှင်းသားခြင်းပါတယ်။နားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်။